အားလုံးပဲမင်္ဂလာပါခင်ဗျာသုတထွေလာ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအတူတူစူဇန်လေးလာကြမယ်အကြောင်းအရာကတော့ရာသီဥတုအေးလာပြီဆိုလို့လေအဲ့ဒီအချိန်မှကြမ်းမိုက်ကိုဘလူးဂရူးဆိုက်ကြမလဲဆိုတာအချက်လက်တချို့ပါပဲ ဆောင်းဝင်ပြီဆိုတာနဲ့လူကနည်းနည်းလေးနေမကောင်းကျင်တယ်လို့လို့နားဆေးကျင်တယ်လို့ဖြစ်လာတာမဟုတ်လားဟုတ်တယ်ယာဒီအခုပြောင်းဆိုတာလေခန္ဓာကိုယ်ရဲ့ကိုခန်းအားစနစ်ကလည်းပဝန်းကျင်နဲ့လိုက်ပြီးအပြောင်းအလဲလုံးရတော့နည်းနည်းအားနည်းသွားတတ်တယ်အဲ့ဒါကတဘာဝပဲလေဆိုတော့ဒီအကြောင်းအရာကလူတိုင်းအတွက်တကယ်အသွွင့်ဝင်မှာပါဟုတ်တယ်ကျွန်တော်တို့လေ့လာထားတဲ့အချက်လက်တွေထဲမှာဒီလိုယာဒီတို့ကိုကိုအိမ်မိတာတို့ကိုဘယ်လိုကောက်ွယ်နိုင်မလဲဆိုတဲ့နိလန်တို့ကိုစူးစီးဖော်ပြထားတာရှိတယ်စိတ်ဝင်စားစရာကောင်းတာကတာမန်လွတ်ထင်းလာတဲ့အရာတွေရဲ့နောက်ကွယ်ကအစွမ်းတွေကိုအဓိကပြောထားတာပဲ။ဒီဆွေးနွေးမှုကိုစဖို့တဲ့လေကျွန်တော်စိတ်အလုရှားဆုံးအချက်တစ်ခုအားဒီစချင်တယ် ကျွန်တော်တို့လေ့လာထားတဲ့ရင်းမြစ်တစ်ခုမှာတုံးထားတဲ့အတုံးလုံးတစ်ခုရှိတယ်။သူကစောင်းရာဒီမှာအရင်အရေးပါတဲ့သဘာဝလက်ဆောင်တစ်ခုကိုစောင်းရာဒီရဲ့ရွှေရောင်ယရနာတဲ့။အော်ရွှေရောင်ယရနာဟုတ်တယ်။အဲ့ဒါကဘာလဲဆိုတော့အလုံးသိပြီသားလင်မိုတီပါပဲ။ဒီရင်းမြစ်တွေကတာမန်လင်မိုတီတစ်လုံးကိုဘာလို့များယရနာဆိုပြီးတချို့နေရာမှာဆိုထက်မြက်တဲ့ဒါဘာဆိုပြီးတော့တောင်းတုံးထားရတာလဲ။ ဒါကတကယ်ပဲလားဒါမှမဟုတ်ကဗျာဆန်းဆန်းအပေါ်ပြောထားတာလားဆိုတာအတူတူအဖြေရှာကြည့်ကြတာပေါ့အဲ့ဒီတင်စားချက်နှစ်ခုကအရန်စိတ်ဝင်စားဖို့ကောင်းတယ်နော်ရွှေရောင်ယရနာဆိုတာကသူ့ရဲ့တန်ဖိုးရှိမှုကိုပြောတာဖြစ်မယ်ထက်မြက်တဲ့ဓာသွားဆိုတာကြတော့အာပို့ပြောတိုက်ရိုက်ကြတဲ့ကာကွယ်မှုတိုက်ခိုက်နိုင်စွမ်းကိုပုံဖော်နေတယ်လို့ပဲဒီစကားလုံးတွေကလင်မော်ဒီရဲ့အာဏာတင်ကိုဘလောက်အလေးထားလဲဆိုတာကိုပြနေတာပဲဟုတ်ပြီဒါဆိုအဲ့ဒီရွှေရောင်ယရနာဆိုတဲ့အတုံးလုံးနဲ့စလိုက်ကြအောင်ရွှေရောင်ဆိုတာကတော့သူ့ရောင်ကိုပြောတာဖြစ်မှာပေါ့ဒါပေမဲ့ယရနာဆိုတဲ့စကားလုံးကဘာကိုဆိုလိုတာလဲ လူတိုင်းသိတဲ့ဗီတာမင် C ကြောင့်ပဲလားဗီတာမင် C ကအဓိကအကြောင်းရင်းနေထဲကတခုပေါ့ဒါပေမဲ့လေရတနာလို့ခေါ်ရတော့အောင်တန်ဖိုးရှိစီတာကဗီတာမင် C ရဲ့လုံဆောင်ပုံကြောင့်ပါဗီတာမင် C ဟာအစွမ်းထက်တဲ့ antioxidant မျိုးပဲလေဩ antioxidant ဟုတ်တယ် antioxidant ဆိုတာကခန္ဓာကိုယ်ရဲ့ cells တွေကိုတိုက်ခိုက်ဖျက်ဆီးနိုင်တဲ့ free radicals လို့ခေါ်တဲ့ molecules တွေကိုတိုက်ထုတ်ပေးတဲ့ဒိုင်းကာတခုလိုပဲအေးလက်လျာဒီမှာခန္ဓာကိုယ်ကဒီ free radicals တွေရဲ့တိုက်ခိုက်မှုကိုပိုခံရနိုင်တော့ဒီဒိုင်းကာကအရန်အရေးကြီးလာတာပေါ့ဒါဆိုခန္ဓာကိုယ်ရဲ့ကာကွယ်ရေးတပ်သားတွေကိုအားဖြည့်ပေးတဲ့သဘောမျိုးပေါ့ဒါပေမဲ့ခဏလေး ဒီနေရာမှာကျွန်တော်သိချင်တာတစ်ခုရှိရဲ့ဒါဆိုဗီတာမင် C ဆေးပြားတစ်ပြားတောက်လိုက်တာနဲ့လီမိုတီတလုံးစားတာနဲ့ဘာကွာသွားလို့လဲဆေးပြားတော့ဗီတာမင် C ပမာဏပိုတော့များနိုင်နေတယ်နဲဒါကအရန်ကောင်းတဲ့အချက်ပဲလီမိုတီကိုရက်တင်လာလို့ခေါ်ရချင်းရဲ့နောက်ထပ်အကြောင်းပြချက်ကအဲ့ဒီမှာရှိနေလား လင်မော်တီတလုံးမှာဗီတာမင်စီတခုတည်းရှိလာမဟုတ်ဘူးလေသူမှာ flavonoids လို့ခေါ်တဲ့တက်တိုးဆန့်ကျင်ပစ္စည်းတွေအမြင်ဓာတ် တခြားတက်တူဓာတ်တွေလည်းပါသေးတယ်อืมဒီအာဟာရဓာတ်တွေအားလုံးကတခုနဲ့တခုအပြန်လန်အားခေပြီးအလုပ်လုပ်ကြတယ် synergy လို့ခေါ်တာပေါ့ဥပမာလင်မော်တီမှာပါတဲ့ hesperidin ဆိုတဲ့ flavonoid တစ်မျိုးကဗီတာမင်စီရဲ့အာနိတင်ကိုပိုးပြီးထိအောင်ကူညီပေးတယ်လို့သူ့ကိုယ်တိုင်ကလည်းသွေးကြောတွေကိုအားကောင်းစေတယ်ဟောအခုမှလည်းပိုးပြီးသဘောပေါက်တော့တယ်ဒါကြောင့် လင်မောရေးတော့တာတဲ့လင်မောတီတလုံးလုံးအသားရောအဖတ်ရောစတာကပိုကောင်းတယ်လို့ပြောကြတာကိုတိတိကျကျပဲအမြင်တက်တို့တခြားတက်ပေါင်းကြီးရဲ့အချိုးကျစုကိုပေါ့အပြည့်ပါရတာပေါ့ဟုတ်ပါပြီနောက်ပြီးလေလင်မောတီရဲ့အခွန်နဲ့အသားကြားမှာရှိတဲ့အဖြူရောင်အမြင်ဖန်လေးတွေ pit လို့ခေါ်တဲ့အပိုင်းအဲ့ဒါကိုလူတလုံးများများခားလေဆိုပြီးဖယ်စားတတ်ကြတယ်တကယ်တော့အဲ့အဖြူရောင်အလော့လေးမှာခုနကပြောတဲ့ bioflavonoids တွေအများဆုံးပါနေတာဟုတ်လားဟုတ်တယ် ဒါကြောင့်ဖြစ်နိုင်ရင်အဲ့ဒီအဖြူရောင်အဖက်လေးတွေပါပေါအောင်စားသုံးတဲ့တယ်လို့ရင့်မြစ်တရားအကြံဖြူထားတယ်။ဒါဆိုလီမိုတီကခန္ဓာကိုယ်အတွက်ခံစစ်သက်သောကောင်းနေမွေးထုတ်ပေးတဲ့ယတနာတပါပေါ့။ဒါမဲ့ရင့်မြစ်မှာတုံထားတဲ့ထမြက်တဲ့ဓာတ်သွားဆိုတာကခံစစ်သက်ပိုးတယ်လို့ပဲတိုက်စစ်ဆင်တဲ့သဘောမျိုးတက်ရောက်နေတယ်။အဲ့ဒါကဘလို့လို့လို့တာလဲ။ ဟုတ်ပါတယ်။ဓားသွားဆိုတာကတက်ရိုက်တိုက်ခိုက်ချေမှုတာကိုဖုံဖော်တာပါ။ခုနပြောတဲ့ကာကွယ်ရေးစနစ်ကိုအားကောင်းစေအတင်လီမော်ဒီမာရာအခရာတက်တွေကဖြုတ်ပွားနေတဲ့ဝေဒနာတွေကိုလည်းပြတ်လဲတိုက်ထုတ်ပေးနိုင်စွမ်းရှိတယ်။ဥမာလိလမှုတချို့ရာဗီတာမင်စီကအရင်းမြစ်ဝေဒနာခံစားရတဲ့ရက်ကို800ကိုင်နှုန်းကနေ1400ကိုင်နှုန်းအထိရှော့ချပေးနိုင်တယ်လို့ဆိုတယ်။ရှိကနေဆလီရရနော်ဟုတ်တယ်ဒါလာတပတ်ဖြာမဲ့အစာ6ရက်နေပြောင်းနေတယ်ဆိုတဲ့သဘောမျိုးပေါ့ဒါဟာယောလာကိုတရရိုက်တိုက်ခိုက်ချင်မို့နဲ့ဓာတ်သွားတက်လက်ရဲ့အာနိဒမှာပဲရှိရကနုံကနေဆလီရကနုံဆိုတာနေရပမာဏတော့မဟုတ်ဘူးနော်တရရနေဆော်ဘီနေကောင်းသွားတာကလုံးလုံးနေရတဲ့သူတွေတော်တော်လေးကိုတန်ဖိုးရှိတယ် ။ဒါဆိုရင်လေမော်တီကကာကွယ်ရေးရုံးတိုက်စစ်ရုံးနှမျိုးလုံးကိုတောင်းယူပြီးတဲ့တဘာဝသူရဲကောင်းတယောက်လိုပဲ။ဒါပေမဲ့ဒီလိုဆိုရင်စောင့်ရတီမှာလေမော်တီတမျိုးတည်းရောပဲအားကိုနေလို့ရပြီလား။အဲ့ဒီအချက်ကအရေးကြီးတယ်။လေမော်တီကအလွန်ကောင်းတဲ့အလက်နက်တစ်ခုပါ။ဒါပေမဲ့ရမြင့်တွေကဒါဟာတစ်ခုတည်းသောလက်နက်မဟုတ်ဘူးလို့လည်းထောက်ပြထားတယ်။စောင့်ရတီတောင်းရရဲ့တိုက်ပွဲကိုနိုင်ဖို့ဆိုရင်မဟာမိတ်တွေလိုအပ်ပါသေးတယ်။ကောင်းပြီ။ဒါဆိုလင်မိုတီအပြင်တခြားဘလို့မဟာမိတ်တွေကိုစောင့်ရတီမှာကျွန်တော်စုဆောင်းထားတဲ့လေ။ရင်းမြစ်တွေမှာအလေးပေးထားတဲ့နောက်ထပ်အရေးကြီးတဲ့မဟာမိတ်တအုပ်ကတော့ဗီတာမင် D ပါ။သူ့ကိုနေအောင်ချီဗီတာမင်လို့လည်းခေါ်ကြတယ်လေ။ ။ဆောင်းရာသီမှာနေတာတော့ပြီးနေအောင်ချီရရှိမှုနည်းသွားတော့လူတတော်များများမှာဗီတာမင် D ချိုးတက်တတ်ကြတယ်။ဗီတာမင် D ကကိုယ်ခန္ဓာစနစ်ရဲ့အထူးကတိုက်ခိုက်ရေး cell တွေဖြစ်တဲ့ D cells တွေကိုအတက်သွင်းပေးတဲ့ခလုတ်တစ်ခုလိုအလုပ်လုပ်ပါတယ်။ဟုတ်လား။ဟုတ်တယ်။ဗီတာမင် D မလုံလောက်ရင်ကိုယ်ခန္ဓာစနစ်ကယောဂပိုးတွေဝင်လာတာကိုတိပိမဲ့ထိထိရောက်ရောက်ပြောင်းမတိုက်ခိုက်နိုင်တော့ဘူး။ဒါကစိတ်ဝင်စားစရာပဲ။လူတွေကဗီတာမင် D ကိုအယူကျမ်းမာရေးအတွက်ပဲအထူးကတိကြတာများလေလေ။ကိုယ်ခန္ဓာစနစ်အတွက်ဒီလောက်အရေးပါမှန်းတိတ်မတိကြဘူး။ဒါဆိုဆောင်းရာသီမှာနေအောင်ချီကလည်းတိတ်မရတော့ဘယ်လိုလုပ်ရမလဲ။ အစားအစာနဲ့ဖြည့်တင်လို့ရပါတယ်ဆယ်မွန်ငါသူနာငါလို့အစီများတဲ့ငါဒီကြအုပ်အနစ်မိုးနောက်ပြီးဗီတာမင်ဒီဖြည့်စွက်ထားတဲ့နွားနို့ဒါမှမဟုတ်ဒိန်ချင်းလို့အစားအစာဒီနဲ့ရရှိနိုင်ပါတယ်လိုအပ်ရင်တော့ဆယ်ဝန်နဲ့တိုက်ပင်ပြီးအားစေးတောက်တာလည်းထိရောက်တဲ့နည်းလမ်းတစ်ခုပေါ့ဒါဆိုရင်လင်းမော်ဒီကရှိတန်းတိုက်စစ် ဗီတာမင် D ကတသားတွေကိုအသင့်အနေထားဖြစ်အောင်လေ့ကျင့်ပေးရတဲ့တတ်မှုကြီးလို့ပေါ့ဒီအချက်လက်တွေကလင်မိုတီးကိုဆောင်းရာသီရွှေရောင်ရတနာအဖြစ်တင်စားခဲ့တယ်လေဒီလိုဆိုရင်တခြားရာသီတွေမှာရောသက်ဆိုင်ရာရာသီအလိုက်ကျန်းမာရေးအတွက်ကိုစီရဲ့ရွှေရောင်ရတနာလို့ခေါ်နိုင်မဲ့တခြားတဘာဝတည်တည်ဝလံတွေအစားအစာတွေရှိနေနိုင်မလားအော်စီဝင်စားကြပဲဒါကဆက်လက်လေ့လာစရာအကြောင်းအရာတစ်ခုဖြစ်လာနိုင်ပါတယ်ဆိုရင်မိကိုနဲ့အဆုံးသတ်ချင်ပါတယ်ဥပမာပူပြင်းတဲ့နွေရာသီအတွက်ရေထဲပြေဝစေတဲ့ဖရဲပြီးကတော့နွေရာသီရဲ့ရင်နာတစ်ခုဖြစ်နိုင်မလားစဉ်းစားစရာပါပဲ